1389ခုနှစ်တစောင်းမုံလာဇန်73ရက်2ရက်17လ2025တနင်္ဂနွေနေ့မှာဖြစ်အယောရီတိုင်းဒေသကြီးဟင်္တရာမြို့နယ်စစ်ကုန်းအုပ်စုစစ်ကုန်းကြီးကြီးရွာရွာဦးဖုန်းတော်ကြီးကျောင်းတွင်တည်င်းသုံးလျက်ရှိကြသောတန်ဃာတော်များအားဥရိမဝါဝါဇောဝါခဲ့ကြသည့်အတွက်ကတိနာစီရံကတိမြတ်တင်ကံကို တရားတရားဖြူစင်စွာဖြင့်လှူဒန်းမယ်ကထိန်အစီအစဉ်ပဲဖြစ်ပါれခမညာတဏမာနဒိဋ္ဌိတို့ဤဘဝဘဝပိမိခြင်းတို့ကြောင့်ကျွလွရန်အေးမို့တန်တရာစိတ်ရဟမှာအဖန်ဖန်အခါကအဆက်မပြတ်ပဲလေပံမြေလေပတ်ခေရတပြေအဝိဇ္ဇာတစ်ဆက်လောဘရည်၍တဏအရင်းခံဥပဒံကိုယခုဘဝအမှန် အမြင့်ဖြုတ်၍အနှစ်ချုပ်သည်မမြဲထို့သူဒုက္ခပို့၍အလိုတို့မလိုက်နိုင်ပါတကားဟုတတ္တလောကအဝဝကိုတမုတ်စေတာဗဟာနာပြေဖေရှားပြမပြတနာညာကတတိချက်လိုက်တော့ဗုဒ္ဓမြတ်စွာတသနာတွင်ဖျားစာသူတော်ကောင်းဆုံးချီးမွမ်းအပ်တော့ကာလတဏ္ဍကတိနာအမိကောကတိန်အလှူတော်မင်္ဂလာကော တန်တရာပုံကျော်စုံစံမြွေဩကလေးပြဝိတ္တနာမှတ်၍ကွယ်လွန်သူဥအောင်တန်းဒေါ်ထွားရင်သူအားဤသို့၍အလူတိုင်ကဒိုင်းကံမာများဖြစ်ကြသောဒေါ်အလှဒေါ်အဝင်းမိသားစုတို့၏ကာလတဏ္ဍကတိအလူမာဖြင့်အားဖြင့်အသုံးတော်ခံမည်ပေါ့ဆက်ကတော့စကုံးကြီးကြီးရွာရဲတက်သောပေါ့ဆက်မှာ ကာလတန်နာကထိန်အလူနှင့်လိုက်ဖက်မီတေးတန်သားများကိုဖွင့်ပြမည်ဖြစ်ပါကြောင်းဓမ္မမိတ်ဆွေအပေါင်းတို့ခမညာ 1389ခုနှစ်တစောင်းမုံလာစံ73ရက်နှစ်ရက်17လ2025တနင်္ဂနွေနေ့မှာဖြစ်ပါတယ်။ဧရာဝတီတိုင်းဒေသကြီးဟင်္တရာမြို့နယ်စစ်ကုန်းအုပ်စုစစ်ကုန်းကြီးကြီးရွာရွာဦးဖုံးတော်ကြီးကျောင်းတွင်တည်င်း3ရက်ရှိကြသောတန်ငါတော်များအားဥရိမဝါဝါဇိုဝါခဲ့ကြသည့်အတွက်ကဋိဏစီရန်ကဋိမြတ်တင်ငံကို တရားတရားဖြူစင်စွာဖြင့်လှူဒန်းမယ်ကထိန်အစီအစဉ်ပဲဖြစ်ပါれခမညာဖြစ်ပါれခမညာတဏမာနဒိဋ္ဌိတို့ဤဘဝဘဝပိမိခြင်းတို့ကြောင့်ကျွလွတ်ရန်အရေးမို့တန်တရားစိတ်ရဟမှာအဖန်ဖန်အခါကအဆက်မပြတ်ပဲလေပံမြေလေပက်ခရတပြေအဝိဇ္ဇာတဆက်လောဘရည်၍တဏအရင်ခံဥပဒံကို ယခုဘဝအမှန်အမြင့်ဖြုတ်၍အနှစ်ချုပ်သည်မမြဲထို့သို့ဒုက္ခပို့၍အလိုတို့မလိုက်နိုင်ပါတကားဟုတတလောကအဝဝကိုသမုတ်စေတာဘာဟာနာဖြင့်လေရှားပြမှဖြစ်မှတဏညာကတတိချက်လိုက်တော့ဗုဒ္ဓမြတ်စွာသဒ္ဒနာတွင်ဖျားစသူတော်ကောင်းအဆုံးချီးမွမ်းအပ်တော့ကာလတဏ္ဍကတိနာအမိတော်ကတိန်အလူတော်မင်္ဂလာကို တန်တရာဘုံကျော်စုံစံမြွေဩကလေးပြဝိတ္တနာမှတ်ရွယ်ကွယ်လွန်သူဥအောင်တန်းဒေါ်ထွားရင်တို့အားကြည်စု၍အလူတိုင်ကဒိုင်ကံမာများဖြစ်ကြသောဒေါ်အလှဒေါ်အဝင်းမိသားစုတို့၏ကာလတန်နာကတိအလူမာဖြင့်အားဖြင့်အသုံးတော်ခမ်းမင်းပေါ့ဆက်ကတော့စကုံးကြီးကြီးရွာရဲတက်သောပေါ့ဆက်မှာ ကာလတန်နာကထိန်အလူနှင့်လိုက်ဖက်မိတေးတန်သားများကိုပြင်းပြမိဖြစ်ပါကြောင်းဓမ္မမိတ်ဆွေအပေါင်းတို့ခင်ဗျာဓမ္မမိတ်ဆွေ